င်းတော်ဆိုင်ဝင်တာတော့တလပဲရှိသေးတယ်သမင်းကြွားတော့ကြဲ့ဥပါမယ်စတော်ပဲပါမယ်ပြီးရင်ကြာညိုလေးနည်းနည်းပေါ့နည်းနည်းလေးအယောင်လေးလောင်ဒါပဲချိုးငန်လေးပေါ့သမင်းကြော်ဆိုင်မှာအဖို့စီပေးတာပါတွေတော့ကြာညိုဒီပန်ထွေးပြောပြီးတော့ငရုတ်တီးကြော်ပြီးတော့စားပြီးလို့ရှိရင်ခညက်အချိုတဲပေါ့ခညက် အညက်လေးနဲ့ချပေးတယ်။နောက်ပြီးတော့ကျက်သွန်နီဥပေါ့ကျက်သွန်နီအချက်စိန်ပေါ့။ပေါ်ပြီးမသက်ပဲနဲ့ကျက်သွန်နီလေးကစားကောင်းမယ်ထင်လို့သမင်းကြော်နဲ့ကြတော့လေ။ကိုလည်းကြိုက်လို့။ညနေရတော့9နာရီခွဲ6နာရီဆိုရပြီ။ညလေးစားလေးကရတနာလန်းနဲ့အောင်စရာလန်းတောင်းလို့ခေါ်မှာပေါ့။ကြောက်ကုန်းပြီးပွင့်အကျော်။ဒါတော့စားတော့ဆိုင်နဲ့ကတ်လေး။ နာမည်ကတော့ဒေါ်ချောစုမတော်ညာညာဆိုတော့ဒီဇနကဒီသမင်းကြော်ဆိုင်ဖွင့်တာတော့တလပဲရှိသေးတယ်။အောက်ကသမင်းနေကင်းစာကတော့တတိကျော်ဘူး။ဟုတ်တယ်စပုံးဘူးကိုကြည့်ကြရေပေါ့။ကိုယ်တိုင်ဈေးသွားတယ်ကိုယ်တိုင်ဝယ်တယ်။အဲမနေ့ဈေးကပြန်မချက်ရတယ်ပေါ့။မနေ့ခိုင်းမနေ့ခိုင်းတိုင်းဈေးသွားတယ်ပေါ့။လက်လက်ဆက်ဆက်ဖြစ်အောင် ညနေခင်းထမင်းကြွားရဟင်းဖင်းမရအဝါလောက်ရှိနေမယ်20အစိတ်လောက်တော့ဖြစ်မယ်ဟိုယာဒီစာလေးရရင်ရတယ်လို့ထဲတာဆိုအကျော်ရများညနေခင်းရတယ်အကျော်ရများတယ်အဝက်တလုံးကြောတို့စိတ်ကြောတို့စိတ်မွားတို့မဲလုံးတို့ဝက်ချိုးတို့ဝက်ဆက်ကြောတို့ဟိုထမင်းကြွားဆိုအကျော်ရများတယ်ပေါ့နေကိထမင်းဆိုင်မှာရတဲ့ဟင်းနေနဲ့ဒီညနေခင်းထမင်းကြွားဆိုင်မှာရတဲ့ဟင်းနေကတူလားပေါ့မတူဘူး တူတူတဲ့ဟာတွေလက်တူတာရှိတယ်ထတ်ချက်တယ်ညနေကျရင်ထတ်လောက်ရတယ်ဟိုမတူတာညနေခင်းကျတော့အကျော်တွေများတယ်ပေါ့ဟိုနေ့ခင်းကတော့အကျော်မပါဘူးပေါ့ဟင်းအချက်တွေများတယ်ပေါ့ဟင်းတွေများတယ်ပေါ့သတငါတမင်းကျော်ကတော့ကျဲဥပါမယ်သတော်ပဲပါမယ်ပြီးရင်ကြာညိုလေးနည်းနည်းပေါ့နည်းနည်းလေးအောင်လေးလောင်ဒါပဲချိုးငါလေးပေါ့တမင်းကျော်ဆိုင်မှာအဖို့စီပေးတာပါတယ်တော့အဖို့စီပေးတာ အာကန်ယူဒီပန်ထွေးပြောပြီးတော့ငရုတ်တီးကျော်ပြီးတော့စားပြီးလို့ချင်းရင်ထညက်အချိုတဲကိုထညက်ထညက်လေးနဲ့ခြာပေးတယ်။နောက်ပြီးတော့ကျက်သွန်နီဥပေါ့ကျက်သွန်နီအချက်စိန်ပေါ့ကော်ဘီမဖက်ပဲနဲ့ကျက်သွန်နီလေးရစားကောင်းမယ်ထင်လို့ထမင်းကြော်နဲ့ကြတော့လေ။ကိုလည်းကြိုက်လို့ထမင်းကြော်နဲ့ကြကျက်သွန်လေးကြိုက်စားတာကောင်းတယ်။မမတို့အညာဆိုတော့ညာစတိုင်ပေါ့။ထမင်းကြော်က2000ပေါ့။လိုက်ပွဲနဲ့လိုက်ပွဲက900လိုက်ပွဲက900 အဲ့ဒါနဲ့ဝက်ဥကြောင်းနဲ့ဆိုရင်တော့၃ကြောင်း6000ပေါ့6000ဆိုတော့8500လောက်နဲ့စဖြစ်တယ်ပေါ့ကျန်တာကတော့ free ပေါ့လက်ငါ6000 8000ပဲပေါ့အလွန်ဆုံးမှ10000ပေါ့အကျက်ကျော်နဲ့ဆိုရင်တော့10000ပေါ့ကျက်ကျော်က10000ရှိတယ်ကျက်ကျော်စားခြင်းစပွဲကျက်ကျော်ရိုးရိုးပဲစီတဲ့ဘဲစီနဲ့ကျော်တယ်ဘဲစီကလည်းမားတို့ကအညာပြန်းမှာလားရန်ကုန်ကစီမဟုတ်ဘူးအညာစီအညာဘဲစီစစ်စစ်နဲ့ကျော်တာစီကတော့အညာစီပဲအဲ့တော့ကိုယ်နယ်ပဲပြန်းမှာလား မင်းကျော်ကတော့ယာတီစာလေးတွေမထည့်ဘူးသမင်းကျော်လည်းကြတော့မလိုက်ဖက်ဘူးထင်လို့နေကင်းစာကတော့ယာတီစာရှိတယ်အခုဆိုမြူရက်တုပ်ပေါ့မချီရက်တုပ်ပေါ့ဟိုစာဗါလဲချမောင်ဘူးပေါ့ကြည်ကြချမောင်ဘူးတောင်းပေါ့ပြီးရင်မလွှပွင့်လေးတွေမလွှပွင့်ချက်ပေါ့ညာချက်ကလေးတွေပေါ့အဲ့လိုလေးရှိတယ်ယာတီစာရှိတယ်လက်ဖက်ပဲကြောညားမာတာပဲအကုန်လုံး အဲကြာနေခဲညွန်ဒီဘာညာလဲမှားတယ်ဒီပတ်ထွေးဖြောလုတ်တဲ့ဟာလဲမှားတယ်မနေ့စောဆိုဈေးရပြန်မချက်တာဈေးကိုနေတိုင်းသွားတယ်လက်လက်ဆက်ဆက်ချက်တယ်ဈေးရပြန်မချက်တယ်တခါတည်းကျတော့ဆယ်နာရီလောက်ဧည့်သည်လာဟင်းရမစုံနေဘာလို့ဆိုဈေးရပြန်မဈေးရ၈နာရီလောက်မှပြန်ရတာဟုတ်အလားချက်တာဆိုတော့မစုံဘူးဆေးတယ်အကုန်လုံးကရေကိုအမဲသားဆိုလဲတံမြာတိစားနေနေပြီးတော့အကုန်လုံးဆေးတာအဲ့လိုတတ်တတ်ရှင်းရှင်းအကုန်လုံးစေတနာထားပြီးချက်တာကိုစားတယ်လို့ပဲကိုစားတယ်လို့ပဲတတ်တတ်ရှင်းရှင်းပဲအကုန်လုံးက သမင်းကိုလည်းရေတပ်နဲ့ချက်တယ်ငှဲ့ချက်တယ်အခုသမင်းကြော်လဲငှဲ့ပြီးသားသမင်းကိုကြော်တာပဲဟုတ်တယ်ဂျင်းနေပါတောင်းတာတွေမှာမပြူသမင်းကလည်းငှဲ့ချက်တာဆိုရင်လည်းမတောင်းဘူးစားရတော့လေလူလဲစီးစီးပိုင်ပိုင်ကြီးမနေဘူးပေါ့ပေါ့ဆန်းစားရပြီးတော့ပေါ့ငှဲ့ချက်တာဆိုတော့အဲ့လိုနေရင်သမင်းကတော့10နာရီကြော်ဆိုရရင်စုံနာတော့17နာရီကြော်လောက်မှစုံတာပေါ့ဈေးရပြန်မှချက်ရတော့ညနေကတော့9နာရီခွဲ6နာရီဆိုရပြီ9နိုင်ခွဲကနေ6နိုင် ောက်တိကြဘယ်ချိန်လောက်သူတို့အဲ့မပြတ်မချင်းပေါ့ဆက်တစ်ဆက်နှစ်တခါကြလာတဲ့နာရီလောက်ရောက်သွားတယ်ပေါ့အဲ့ပြတ်သွားရင်တော့ဆက်နှစ်နာရီလောက်သိမ့်နေပေါ့ဒီဟာလေးစာလေးကရတနာလန်းနဲ့အောင်စရာလန်းတောင်းလို့ခေါ်မှာပေါ့ကြောက်ကုန်းပြီးပွင့်အကျော်ဒါလို့စားတော့ဆိုင်နဲ့ကတ်လေးဇန္တကထမင်းစာကိုညထမင်းကျော်ရောင်းလာတဲ့တလားလောက်ပဲရှိသေးရဆိုမရောက်ဘူးတဲ့လူတွေရောဒီနေကင်းဖွင့်တော့နေကင်းဆိုင်ကိုလာစားနေလေလာစားတဲ့လူတွေရော လာတဲ့လူတွေကိုလည်းအကုန်လုံးကိုကျေးဇူးတင်ပါတယ်နောက်လဲလာရောက်လာရောက်အားပေးလက်ကြပါအောင်လို့စိတ်ကျေနပ်မှုရှိအောင်ဆောင်ရွက်ပေးပါမယ်လို့